မြန်မာနိုင်ငံရဲ့ပထမဆုံး K-pop အဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ဒီဒီကလက်ရှိမှာအဖွဲ့ဝင်၃ဦးပါဝင်တဲ့ New L လို့အမည်ရတဲ့အဖွဲ့တစ်ခုနဲ့အတူအမှုပညာလှုပ်ရှားမှုတွေကိုလှုပ်ဆောင်နေခဲ့ပါတယ်။ဒီဒီဆိုတာက Rap အပြင်ကို Vocal ဘိုင်းကိုလည်းပတ်မနေနိုင်စည်းစိုးနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ World Korea ကပြုလုပ်တဲ့ရုပ်သံအစီအစဉ်တစ်ခုမှာအဆိုတော်ဘန်နီဖြိုးနဲ့အတူကမ္ဘာအဆက်ဆက်တခြင်းကိုအတူတူတည်ဆုပ်ခဲ့ပြီးတော့ဝေဖန်မှုတွေမြင့်မားစွာခံစားခဲ့ရသူလည်းဖြစ်ပါတယ်။ဒီဒီရဲ့အတန်နဲ့တခြင်းစာသားတွေမှာမှားယွင်းခဲ့တဲ့အတွက်ကြောင့်မို့လို့ဝေဖန်မှုတွေကိုစက်တိုက်ခံနေရတာပဲဖြစ်ပါတယ်။ဒီလိုဝေဖန်မှုတွေကိုခံနေ ရပြီးနောက်ပိုင်းမှာဘယ်လိုမျိုးဗီဒီယိုကလစ်တွေနဲ့တောင်းပန်လာကြတာပဲဖြစ်ပါတယ်။ World Korea ကစီစဉ်တဲ့ University Campus Show တခုမှာအဆိုရပန်နီပြုတ်နဲ့ဒူရကဆက်ဆက်ဆိုတဲ့သတင်းကိုအားလုံးရဲ့သဘောတူညီမှုနဲ့ recording လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ပြဿနာကတော့အပွဲလိုက်သတင်းတွေလေ့ကျင့်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကမ္ဘာအဆက်ဆက်သတင်းကိုအချိန်ပေးလေ့ကျင့်မှုအားနည်းခဲ့ပါတယ်။ဒီလိုအားနည်းမှုကြောင့်ပဲသတင်းစာသားတွေကိုမှားယွင်းပြီးတော့တည်ဆူမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုမျိုးဝေဖန်တဲ့ comment တွေကိုမမြင်ခင်ကတည်းကဒီသတင်းကိုသူတို့ဖျက်ဆီးမိပြီလားဆိုပြီးတော့ဒီဘူးရင်တေးတန်ရှင်ကိုလည်းအားရပဲ ားနာမိတယ်လို့သူကကြောင်းမစကားဆိုထားခဲ့ပါတယ်။ဒီဒီကကာဘာဆောင်းတွေကိုဆိုရတာနှစ်သက်ပြီးတော့သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာလည်းအများတမ်းပဲတင်ထားတတ်သူတယောက်ဖြစ်ပါတယ်။အခုလိုမျိုးဝေဖန်တိုက်ခိုက်မှုတွေကသူ့အနေနဲ့ထိုက်တန်မရရလားဆိုတာကိုပရိသတ်ရဲ့အမြင်လေးကိုလည်း comment မှာဖြေသွားပေးကြပါဦးနော်။